ကတ်အလုတ်သမားများပါတီ PKK ကိုဖျက်သိမ်းလိုက်ပြီးတူရကီနိုင်ငံကိုနှစ်ပေါင်း40ကျော်လက်နက်ကင်တိုက်ခိုက်နေတာကိုအဆုံးသတ်လိုက်ပြီးလို့မေ12ရက်မှာကြေညာခဲ့ကြောင်းကတ်လိုလာတဲ့ ANF သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဆက်နှစ်ကြိမ်မြောက် PKK ပါတီကွန်ကရက်က PKK ရဲ့အဖွဲ့အစည်းဆိုင်ရာတိစောက်ပုံကိုဖျက်သိမ်းပြီးပါတီရဲ့လက်နက်ကင်လှုပ်ရှားမှုနိလန့်ကိုအဆုံးသတ်ပြီးလို့ဆုံးဖြတ်ခဲ့ပါတယ်လို့ PKK ကလွန်ခဲ့တဲ့သတင်းပတ်မှာပါတီညီလာခံကျင်းပခဲ့ပြီးတဲ့နောက်ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 1999ခုနှစ်ခရဲကအစ္စတန်ဘူအလွန်ကျွန်းတကျွန်းမှာထောင်ချခံထားရတဲ့ PKK ပါတီခေါင်းဆောင်အဗ်ဒူလာအိုကာလန်ရဲ့တောင်းဆိုချက်အတိုင်းပါတီကိုဖျက်သိမ်းတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ်ပီကေကေတိုက်ခိုက်ရေးသမားတွေလက်နက်စုံပြီးပါတီကိုဖျက်သိမ်းဖို့အဗ်ဒူလာအိုကာလန်ကဖေဖော်ဝါရီမှာတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ဆုံးဖြတ်ချက်ကိုအပြီးသက်ချမှတ်ဖို့ PKK ပါတီကညီလာခံကျင်းပဖို့အိုကာလန်ကပေးစာထဲမှာတိုက်တွန်းခဲ့ပါတယ်။ပါတီကောင်းဆောင်ပိုင်းကလကောက်ရဲ့တိုက်တွန်းမှုကိုလက်ခံခဲ့တာဖြစ်ပါတယ်။